င်္ဂလာပါခင်ဗျရှန်ကုန်ခရစ်တီကနေဒီနေ့လည်းကင်းတရင်ကိုတင်ဆက်ပေးပါမယ်အချမ်းပါစစ်ကောင်းဆောင်မဲအောင်လိုင်းကမြန်မာနိုင်ငံတော်မှာသူတို့ဆုံးရှုံးထားတဲ့မြို့တွေနဲ့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာဒူတိုးဘွဲ့တိုက်စိတ်နဲ့ထိုက်ထိုက်တန်တန်ဆုတ်ချမယ်ဆိုပြီးမလုံပေးလာပြန်တယ်ဆိုပါတယ် စကိုင်းတိုင်းကစကိုင်းမင်းကုန်းလက်မိုက်မှာဂျပန်စစ်ကောင်စီတပ်နဲ့တော်လိုင်းပူပေါင်းတပ်တွေကြားတိုက်ပွဲအပြင်းထန်ဖြစ်ပွားမှုတွေစေကောင်စီဘက်ကတော်တော်ကိုအထိနာသွားသလိုသူတို့စစ်သားမတအလောင်းတွေကိုကားတွေနဲ့မိုးကအုပ်ပြီးတည်သွားကြတဲ့အခြေအနေတိဖြစ်သွားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆိုးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့အကျဉ်းဖက်စစ်ကောင်စီမင်းအောင်လိုင်းက မြန်မာနိုင်ငံတော်မှာသူတို့ဆုံးရှုံးထားတဲ့မြို့တွေနဲ့နယ်မြေတွေကိုပြန်လည်တိုက်ခိုက်ရယူပေးနိုင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုယာဒူးတိုးဘွတ်တိုက်နဲ့ထိုက်ထိုက်တန်းတန်းစုချမယ်ဆိုပြီးမလုံးပေးလာပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းရေးမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။လက်ရှိမှာတော့အကြမ်းဖက်မရောက်လိုင်းခေါင်းဆောင်တဲ့စစ်ကောင်စီတပ်တွေဟာနိုင်ငံတော်ကတိုက်ပွဲတိုင်းမှာအရှုံးနဲ့သာရင်ဆိုင်နေရပြီးမြို့တွေတပ်စခန်းတွေနဲ့တိုက်စစ်ဌာနချုပ်တွေအပါအဝင်နယ်မြေတွေလည်းအမြောက်အများလက်လွတ်ထားရသလိုအဲ့ဒီမြို့တွေနဲ့နယ်မြေတွေကိုအခုချိန်ထိဘာတစ်ခုမှပြန်မရတဲ့အတွက် အကြက်ဖက်မေအွန်လိုင်းကအခုလိုသူ့လက်အောက်ခံအရာရှိစစ်သည်တွေကိုမလုံးပေးလာတာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီမှာအကြက်ဖက်စစ်ကောင်းဆောင်မေအွန်လိုင်းရဲ့အကြောင်းပြချက်ကတော့နိုင်ငံတကာရင်းနဲ့ငြိမ်းချမ်းရေးရဖို့အလွန်ကိုအရေးကြီးနေတယ်လို့ပြောပြီးသူ့လက်အောက်ခံအရာရှိစစ်သည်တွေအနေနဲ့အသက်ကိုဗဒနာမထားပဲသူတို့ဆုံးရှုံးထားတဲ့မြို့တွေနဲ့နေမြေတွေကိုအသေးခံတိုက်ပြီးဒီနှစ်အတွင်းမှာပြန်လဲရယူပေးဖို့ ਨੇ ဲ့ဒီလိုရယူပေးနိုင်တဲ့အရာရှိစစ်တီတွေကိုလည်းယာဒူတိုဘွတ်စိမ့်နဲ့ထိုက်ထိုက်တန်တန်ဆုတ်ချမယ်ဆိုပြီးတော့ကိုမေအွန်လိုင်းကမတ်လုံးပေးလာပြန်တာဖြစ်တယ်လို့နေပြည်တော်စစ်တပ်သတင်းရင်းမြစ်ကပြောထားပါတယ်။လက်ရှိမှာလည်းပြည်သူတွေကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်တပ်ဖြတ်ခဲ့တဲ့လေတဲ့အရာရှိတွေကိုလည်းစစ်ကောင်စီကငွေကြေးဆိုင်ရာထောက်ပံ့မှုတွေနဲ့နေအိမ်ချမ်းဝင်းတွေပေးတဲ့အထိမတ်လုံးပေးတာတွေပါလုံနေပြန်တယ်လို့ဆိုပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မေအွန်လိုင်းကလာမယ့်2025ခုနှစ်ဒီဇင်ဘာလဒါမှမဟုတ်2026ခုနှစ်ဇန်နဝါရီလအစပိုင်းမှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီးသူကိုယ်တိုင်ပြောထပြန်တဲ့အတွက်အဲ့ဒီရွေးကောက်ပွဲမတိုင်မီသူတို့စစ်တပ်ကဆုံးရှုံးထားတဲ့မြို့တွေနဲ့နယ်မြေတွေကိုအခုနဲ့အတွင်းအ мян ဆုံးရအောင်ပြန်ယူပေးဖို့သူလက်အောက်ခံအရာရှိစစ်သည်တွေကိုနှီးမျိုးစုံနဲ့ဖိအားပေးတာတွေမလုံးပေးတာတွေလှုပ်လာနေတာဖြစ်တယ်လို့လေနေပြည်တော်စစ်တပ်တရင်ရေးမြစ်ကရန်ကုန်ခေတ်တကိုပြောထားပါလိမ့်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကစကိုင်းမင်းကုန်းလမ်းမိုက်မှာ အကြပ်ဖက်စကောက်စီတက်နဲ့တော်လိုင်းပူပေါင်းတက်တွေအကြတိုက်ပွဲအပြင်းထန်ဖြစ်ပွားမှုအတွေ့စေကောင်စီဘက်ကတော်တော်ကိုအထိနာသွားသလိုသူတို့စစ်သားမသားလောင်းတွေကိုကားတွေနဲ့မိုးကအုပ်ပြီးတဲသွားကြတဲ့အခြေအနေတိဖြစ်သွားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ18ရက်နေ့ကပဲစကိုင်းမင်းကွန်းလမ်းမိုင်အတွင်းရောက်လာတဲ့အကြပ်ဖက်စကောက်စီတက်နဲ့တော်လိုင်းပူပေါင်းတက်တွေကြတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်ဆိုပါတယ် အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတော်တော်ကိုအထိနာသွားပြီးသူတို့ရဲ့စစ်သားမသားလောင်းတွေကိုကားတွေနဲ့မိုးကအုပ်ပြီးတဲသွားကြတဲ့အခြေအနေတိဖြစ်နေသလိုအဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီကလက်နက်ကြီးနဲ့ဂျေရီဘက်ကိုပါပစ်ခတ်မှုကြောင့်လက်ပံလာရွာဖုံးကြီးကြောင်းလဲစစ်တပ်ကပစ်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးပျက်စီးထားတဲ့အပြင်ပြည်သူတွေကတော့ဘေးလူရာကိုတိမ်းရှောင်နေတာတွေလည်းရှိတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျာတစ်ဖက် မှာတော့ မကွေးတိုင်းစလင်းမြို့နယ်ကတညောင်တိုက်နယ် EBC ရုံမှာတက်ဆွဲထားတဲ့အချမ်းဖက်စစ်ကောင်စီတပ်သားအချင်းချင်းခိုက်ရန်ဖြစ်ပွားပြီးပြစ်ခတ်ရာကနေစစ်သားတအူးကတော့ပွဲချင်းပြီးကိုသိမ့်သွားတဲ့အပြင်နောက်ထပ်စစ်သား၃ဦးလည်းဒဏ်ရာရရထားတယ်လို့စလင်းမြို့နယ်ပကဖနယ်မြေ၃ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ16ရက်နေ့ကပဲစလင်းမြို့နယ်တညောင်တိုက်နယ် EBC ရုံမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခိုက်မှုအပြီးညာဘက်အရောက်မှာတော့ အဲ့ဒီတညောင်တိုက်နယ် EPC ရုံမှတဆွဲထားတဲ့စစ်ကောင်စီတပ်သားအချင်းချင်းစကားများရန်ဖြစ်ကြရင်းနဲ့တနက်နေ့မှာပြစ်ခတ်မှုဖြစ်ပွားရမှာစစ်သားတအုပ်ကတော့ပွဲချင်းမိကိုတေသွားတဲ့အပြင်နောက်ထပ်စစ်သား၃ဦးကဒဏ်ရာရရထားတဲ့အကြောင်းကိုတိထားရတယ်လို့စလင်းမြို့နယ်ပကဖနယ်မြေ၃ရင်တာဝန်ရှိသူတအုပ်ကပြောထားပါတယ်ခင်ဗျအခုတစ်ခါဆက်ချင်တာကတော့ ထိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ကြည်ရေးတံတားအနီးမှာရှိတဲ့ထိုင်းအကောက်ခွန်ဦးစီးဌာနကတိမ့်စီထားရကားကိုတောင်မိလောင်မှုဖြစ်ပွားပြီးကားစီး၂၀၀ကျော်မိလောင်ပျက်စီးသွားတယ်လို့အဲ့ဒီကကားအများစုဟာမြန်မာဘက်ကပို့ဖို့ပြင်ဆင်တဲ့အချိန်ဖမ်းဆီးထားတဲ့ကားတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်ဖြစ်စဉ်ကတော့မတ်လ၁၈ရက်နေ့ဖြစ်တဲ့မနေ့ကည9:00နာရီခွဲလောက်မှာပဲထိုင်းမြန်မာနယ်စပ်အမှတ်နှစ်ချစ်ကြည်ရေးတံတားအနီးမှာရှိတဲ့ထိုင်းအကောက်ခွန်ဦးစီးဌာနကတိမ့်စီထားရကားကိုတောင်မိလောင်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီမှာ ကာကူတော့ဟာနှစ်နာရီကျော်ကြာမိလောင်မှုဖြစ်ပွားပြီးတဲ့နောက်ကားစီးရီ200ကျော်ကတော့အကုန်လုံးမိလောင်ပျက်စီးသွားပြီးအဲဒီကကားများစုဟာမြန်မာဘက်ကိုပို့ဖို့ပြင်ဆင်တဲ့အချိန်ဖမ်းဆီးထားတဲ့ကားတွေဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှဖော်ပြထားကြသလိုမဲဆောင်မြို့နေမြန်မာတချို့ကလည်းပြောထားပြီးဘာကြောင့်မိစလောင်တယ်လဲဆိုတာကတော့မသိရသေးဘူးလို့ပြောထားကြပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီကနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ